အားလုံးပဲမင်္ဂလာပါအခုပြောပြချင်တာကကျွန်တော်တို့အထူးသဖြင့်ပြောတာဆက်နေအထုံးမွားတွေပြောချင်တာအဲ့တော့ကျွန်တော်တို့တင်းင်းကုန်တွေပြောပြီးသွားပြီဘုဒ္ဓဘုမန္တနာပြောပြီးသွားပြီအခုတော့ဆက်နေအထုံးမွားတွေလှည့်ပါအဲ့တော့ဒီ1380ခုမှာမွေးလာတဲ့ကလေးတွေကဆက်နေအထုံးမွားဖြစ်ပါတယ်ဆက်နေအထုံးမွားတွေကိုတော့ကျွန်တော်အချို့လူတွေကိုရွေးပေးလေးရှိတယ်မွေးဖို့အတွက်ရက်ရွေးတဲ့အခါကျရင်အချို့တွေကိုလည်းကျွန်တော်ရှောင်ပေးတာလည်းရှိပါတယ်ပေးလို့မရတဲ့လူတွေလည်းရှိတယ်ဆက်နေအထုံးမွားဆိုတာကနည်းနည်းလေးကျွန်တော်တို့က ဟိုရမ်းပေးလို့မရတဲ့ဟာရှိတယ်အဲ့တော့စနေအထုံးပွားတွေကိုကျွန်တော်တို့ကစစ်ဆေးတဲ့အခါမှာဘာတွေတွေ့ရလဲပေါ့ကျွန်တော်ဘောကတခြားလုံးစနေအထုံးပွားတွေကိုကျွန်တော်လေ့လာခဲ့တယ်ကြည့်ခဲ့တယ်ပေါ့နော်အဲ့တော့စနေအထုံးပွားတွေကဘယ်နေရာတွေမှာတော်လဲဘယ်နေရာတွေမှာအားနေချက်ရှိတယ်သူတို့ရဲ့တော်တဲ့အချက်ကတာဝန်အရန်ကြေတာပါတာဝန်ကြည်တဲ့သူတွေအဖြစ်ကျွန်တော်အများကြီးတွေ့ရတယ်။အဲစနေထုံးပွားတွေကြည်လိုက်ပြီဆိုရင် nebel တစ်ခုခုမှာ မန်နေဂျာလည်းပဲစူပါဗိုက်ဆာလည်းပဲအုပ်ချုပ်မှုနယ်ပဲအဲ့ဒီနယ်ပယ်တွေမှာတိတ်တော်ကြတဲ့လူတွေဖြစ်တယ်။အထက်ကချမှတ်ထားတဲ့စီကန်းတွေဘောင်တွေကလနာတွေအတိုင်းကိုတေးချာချာလုံနိုင်ပြီးတော့တကယ်ကိုပေးရတဲ့တာဝန်ကိုကြေပွန်အောင်ထမ်းဆောင်နိုင်ကြတဲ့သူတွေဖြစ်တယ်။အဲ့ဒါတွေမှာသူတို့ကတိတ်တော်ကြတယ်။ အဲ့တော့တခုတော့ရှိတယ်သူတို့ကအဲ့ဒီအဘက်မှာအာတာလို့ဘယ်လာတော့မသိဘူးနာဂံမှုဘက် တိတ်တော်လို့ဘယ်လာတော့မသိဘူးအခြားတစ်ချမ်းမှာရုတ်ရော့တယ်အဲ့ဒါဘယ်အပိုင်းတွေမှာရုတ်ရော့လဲဆိုတော့စွန့်ဦးတီထွင်တဲ့အပိုင်းတွေတခုခုကိုလမ်းဖောက်ရတဲ့အပိုင်းတွေတခုခုကိုသူများမလုပ်သေးတာတွေကိုစပြီးရှောက်ရတဲ့အပိုင်းတွေမှာ၁ရောက်မှ၉ရောက်လောက်က မရကြဘူးဒါကြောင့်ဝယ်စနေအထုံးသွားတွေကဝန်ထမ်းတွေလက္ခဏာတွေကုမ္ပဏီမှာယာရုကြီးကြီးလုပ်နေတဲ့ဝန်ထမ်းမျိုးတွေ ်ဌာနဆိုင်ရာမှာအကြီးအကဲတွေဒီလိုမျိုးတွေဖြစ်တာများပြီးတော့စွန့်စားစားလုပ်ရတဲ့အလုပ်တွေထိတ်ကနေအောင်မြအောင်လုပ်ရမယ့်အလုပ်တွေစွန့်ဦးတည်ထွင်အလုပ်တွေတကယ်ကိုဖောက်ထွက်ပြီးလုပ်ရမယ့်အလုပ်တွေတကယ်ကိုကွန်ပီတာတွေနဲ့ပြိုင်ပြီးတော့ဈေးကွက်ထိုးဖောက်အောင်မယ့်ကိစ္စမျိုးတွေဒါတွေနဲ့ပတ်သက်ရင်တော့အရင်ကြီးအားနေတာတွေ့ရတယ်အဲ့တော့စနေထုံးပွားတွေမှာအောင်မြင်ဆုံးလူတွေရှိလားဆိုပြီးကျွန်တော်လိုက်ရှာတယ်ဗောနော်အများကြီးရှိပါတယ်အဲလက်ရှိမှာတော့ကျွန်တော်အောင်မြင်ဆုံးဟိုထောက်ကနံပါတ်1ဖြတ်သွားတဲ့သူတယောက်ရှိတယ်အဲ့ဒါကျွန်တော်တို့ ဒီ8တွေထုတ်တဲ့ LV တို့ drawer တို့ဒါတွေထုတ်တဲ့ passion ကစနေအထွန်းပွားပါတော့ဒီ luxury 8တွေတကယ်ကိုကောင်းပါလေဆိုတဲ့ branded 8တွေကိုထုတ်တဲ့တထေးပေါ့နော်အဲ့ဒီ group ရဲ့ခေါင်းဆောင်ပေါ့အဲ့တော့ကျွန်တော်တို့စနေအထွန်းပွားတွေကိုကျွန်တော်ကြည့်တဲ့အခါကျရင်အဲ့တော့အဆုံးအတိထွန်းလောက်ရမယ်ဆိုတော့ကျွန်တော်အားမပေးဘူးပေါ့နော်တရားမှာတယောက်ဖြစ်ခဲတယ်တော်တော်ကြီး idea ကောင်းတဲ့လူပဲဖြစ်ကြတာများတယ်အဲ့တော့ ပညာကိုများများတင်တက်အောင်တင်တက်ပြီးတော့ကုမ္ပဏီအကြီးကြီးမှာယာရူကြီးကြီးတွေနဲ့ဝင်လုံရလုံစီးပွားရေးလုံမယ်ဆိုရင်လည်းရှင်းပြောရရင်သူများတွေနဲ့အတူတူဟိုလုံနိုင်ကြနိုင်တဲ့လုပ်ငန်းတွေပတ်သက်ပြီးတော့သဘောတရားတွေအကုန်သိနေတဲ့လုပ်ငန်းတွေပဲလုပ်တာပဲပိုကောင်းတယ်ဒီစားထားရှင်းကြီးကဘယ်နေရာမှာသွားပြီးတော့အားကောင်းလဲဆိုတော့နာဂန်တက်တာဝန်ကြီးအောင်လုံတက်တာဖြစ်တဲ့အတွက်ရတဲ့အိမ်အောင်ဘက်ကသာတော်မယ်ဆိုရင်အိမ်အောင်ဘက်ရဲ့ control အောက်မှာအတောက်ပဆုံးအတော်ဆုံးဖြစ်လာတယ်အိမ်အောင်ဘက်ကနားလေတယ် သူလိုင်းမလုံးနိုင်ဘူးအိမ်တော်ဘက်ကလမ်းကြုံပေးတယ်အိမ်တော်ဘက်လမ်းကြုံတဲ့အတိုင်းသူတူတူမသေးလိုက်နာလိုက်ရတယ်စပြီးတော့အောင်မြင်ဆုံးဘဝကိုရကြတာတွေလည်းရှိတယ်အချို့ကြောက်လည်းမိဘတော်တယ်မိဘအသိတော်တယ်တော့မိဘအသိတော်တော့ကိုသားသမီးကို guideline ချပြီးမင်းဒီလိုလိုလုပ်ဒီလိုလိုလုပ်ဒီဆိုင်အောင်မှဒီလိုလိုအောင်မြင်အောင်လုပ်ဒီလိုရင်အဲ့လို guideline ချပြီးတော့တသွေမသိမ်းလိုက်နိုင်ရတယ်အောင်မြင်ဆုံးဘဝကိုရတယ်အဲ့လိုမျိုးတွေလည်းအများကြီးတွေ့ခဲ့ဘူးတယ်ပေါ့နော်ဒါကြုံလို့ပြောပြတာအဲ့တော့ စနေအထုံးဘွားတွေရဲ့အားနေချက်ကစနေနဲ့ပတ်ခမှာဖြစ်တဲ့ပူရိယရှိတယ်တနင်္လာနေ့ကပတ်ခအမိဆုံးဆိုသူ့ဘွားမှာတိုင်ချီတရိယံလည်းဖြစ်တယ်ပတ်ခလည်းမိတယ်တနင်္လာဂျိုးဆိုးပါတနင်္လာအားနေဆုံးမယ်တနင်္လာဆိုတာဂျိုးရံလဖြစ်တဲ့အတွက်တနင်္လာဂျိုးပိုင်တာလအဲ့တော့ကဘာကြီးနဲ့အနည်းဆုံးကဘာကြီးမှာအကြီးဆုံးမြင်ရတာဗာလဲလို့ပြောရင်လနော်အကြီးဆုံးမြင်ရတာနေနဲ့လောက်ကိုအများကြီးမြင်ရတယ်ပေါ့နော်ကဘာကနေရတော့သူ့ရဲ့ တူတဲ့ကြီးမားလို့မြင်ရတယ်ဆိုပေမဲ့လဆိုတာကျွန်တော်တို့အနီးကပ်မြင်ရတဲ့တဲမှာပို့ပြီးတော့နီးစက်တယ်လို့ပြောရမှာပေါ့နော်အဲ့တော့ဒါကြောင့်ပဲစနေအထုံးွားတွေကမွေးချင်းညီကိုမောင်တို့မှမိဘကိုနေခဲ့တဲ့အတိုင်းဝိုင်းနဲ့ဝေးကွာတဲ့နေရာတွေမှာတွားပြီးအခြေချရတာတွေများတယ်နော်ထားပါတော့ကိုနေတဲ့နေရာကရန်ကုန်မှာမွေးတယ်ပေါ့တကယ်စီးပွားလုပ်ပြီးအောင်မြင်တော့မန္တလေးဖြစ်ရင်ဖြစ်နေတယ်အကူကတောင်ကြီးမှာမွေးတယ်ပေါ့ တကယ်ကိုအလုံးလုံးပြီးအောင်မြင်သွားတာရန်ကုန်မှာဖြစ်ရင်ဖြစ်နေတတ်တယ်။သူဒီလိုမျိုးတွေမှာတွားပြီးတော့မိဘရွှေမျိုးသားချင်းညီကိုမောင်နှမအတိုင်းဝိုင်းဒီလိုလူတွေနဲ့ဝေးတဲ့နေရာမှာရောက်သွားတတ်တာမျိုးတွေလည်းတွေ့ရတယ်။ပြီးတော့ဒီဆိုတဲ့ဇာတာရှင်တွေမှာအားနည်းချက်ကဘာလဲဆိုတော့တနင်္လာကြိုဟာပညာရေးကိုပြောတာဖြစ်တဲ့အတွက်ပညာရေးမှာလည်းဝိဖြစ်တဲ့ဇာတာတွေများတယ်။အဲ့တော့မိဘကလည်းခက်ပေါ့ပေါ့ရော့ရော့ဆိုရင်သူကပညာမတက်ကြတော့ဘူး။မိဘကလည်းဥစ္စာမတက်ရင်နေထားလိုက်တော့ ။ဒါမှမကြောက်မတက်ချင်ဘူးလား။အေးထက်မတက်နဲ့တော့အရိယာကနေပညာမတက်ဖြစ်သွားတာမျိုးတွေဖြစ်တတ်တယ်။အချို့ကြောက်လည်းငွေရစံမှာမိဘနဲ့ပတ်သက်ပြီးတော့အော်မိဘတွေမရှိကြတော့လို့ဦးကြီးတွေဒေါ်ကြီးတွေဘာကြီးတွေကမွေးစားရတယ်။အဲ့လူတွေတွေကလည်းအိုးပညာသင်ချင်လားသင်ချင်ထားပေးမယ်။အမတင်ညူတော်ဆုံးမထားတော့ဘူးအဲဒီလိုမျိုးကနေစပြီးပညာမတက်ကြတာမျိုးတွေလည်းအများကြီးတွေ့ဘူးတဲ့ဒီဘက်ကမှာပညာကိုဦးစားပေးနေနေတာဖြစ်တဲ့အတွက်ပညာမတက်မနေရဖြစ်လာခဲ့ရင်လေဒီစားတာရှင်ကြီးကကိုကျောင်းပညာနဲ့ပြန်လှုပ်စားတဲ့အပိုင်းကတလွဲစီဖြစ်နေတယ် ចောင်းอ่ะရတဲ့ဘွဲရတမျိုးကိုလှုပ်စားတာတမျိုးဒီလိုမျိုးတွေဖြစ်တတ်တယ်တနေ့လာအားနေတာဖြစ်တတ်တယ်တနေ့လာကြားနေဆောင်ရွက်တဲ့ကိစ္စတွေမှာတနေ့လာတော့တယ်နေရဲ့အလင်းရောင်ကိုစုပ်ယူပြီးတော့တနေ့လာအလင်းရောင်ပြန်ပေးတာသူတဆင့်ငံပေါ့ဗျာတဆင့်ငံအလုပ်လို့ပြောတယ်အဲ့တော့ အဲ့လိုဖြစ်တဲ့အတွက်ဒီလိုလူတွေကဂျားနေတဲ့စီးပွားရေးတွေတဆင့်ငံလောက်ကတဲ့အလုပ်တွေဂျားနဲ့ဆောင်ရွက်ပေးရတဲ့အလုပ်မျိုးတွေပွဲစားတို့အကျိုးဆောင်တို့ဂျားနဲ့ဝန်ဆောင်မှုပေးရတာသူများကိစ္စဝန်ပါတာတို့အာမခံတာတို့တက်တည်လိုက်တာအဆုံပါတယ်ဗျာစဉ်းစားကြည့်အဲ့တော့ဂျားနဲ့သူများကိစ္စဝင်လို့ရအောင်နဲ့ကိုစိုက်ရှင်းရတာကိုယော်ရတာကိုပြဿနာတက်တာကိုအမှုတွဲတဲ့ပါတာအဲ့ဒါတွေအကုန်လုံးကစနေအထုံးဖွားတွေအရန်ဖြစ်တယ်။သူများချားမဝင်နဲ့သူများကိစ္စစိတ်ကိုမဝင်တာနဲ့။နော်။အဲ့လိုမျိုးကျွန်တော်တို့က ပြောလိုတယ်ပြီးရင်တနေလာကခီးသွွားလုပ်ငန်းအရင်နဲ့ပတ်သက်တာဒါတွေကိုပြောတာအဲ့တော့စနေအထုံးပွားတွေကိုကျွန်တော်ခီးသွွားလုပ်ငန်းတွေပါညာဆိုအရင်ကြီးအားပေးလေးမရှိဘူး10ရောက်မှ10ရောက်လောက်ပဲအကျိုးဖြစ်တော့တာတွေ့ရတယ်ဒါနာမည်ပေးပုံမူတည်ပြီးတော့အကျိုးဖြစ်တော့တာဆိုတာတွေ့ရတယ်အဲ့တော့ပြီးတော့အရင်နဲ့ပတ်သက်ပြီးအားနေတာဖြစ်တဲ့ရေလုပ်ငန်းတွေကိုရှောင်တဲ့လို့အချို့ရေအေးအဖျော်ရမကအရက်ဒါတွေကိုလည်းရှောင်တဲ့နယ်ထဲမှာပါတယ် အရက်ကြိုက်လို့မရဘူးစနေအထုံးပွားတွေကပြီးလဲပြီးတော့အရင်နဲ့ပတ်သက်တဲ့ခန္ဓာကိုယ်မှာအရင်နဲ့ပတ်သက်တာပါရှိလဲသွေးရှိတယ်ဒါကြောင့်ပဲစနေအထုံးပွားတွေမှာ၁၀ရောက်မှ၁၀ရောက်လောက်ကသွေးတို့စီးချိုနော်စီလံကြောင်တစ်ခုခုဖြစ်တာအဆုတ်ကနေရေဖောက်ထုတ်ရတာအစသဖြင့်အရင်နဲ့ပတ်သက်တဲ့ယောဂါတွေတမျိုးမဟုတ်တမျိုးခံစားရတာများတယ်နော် များတယ်ဒါမဲ့သူတို့ကံကောင်းတာသူတို့ရဲ့အခြေကြိုအမြင့်ကြိုဟာယာစမှာတောက်ကြကြိုဖြစ်ကောင်းစွာရက်တည်နေတာဖြစ်တော့တယ်ဒီစတာရှင်တွေကနေရာထိုင်ခင်းကအသိကောင်းကြတယ်ဝန်ထမ်းဆိုလဲယာဥတိုးပြီးအလုံမြဲတယ်နှစ်ပေါင်း30 30မြဲနေတတ်တယ်ဒါမဲ့သူတို့က10နှစ်တခါအပြောင်းလဲရှိတော့တခါကျရင်10နှစ်တခါလောက်10နှစ်လောက်ထိအလုပ်တွေမြဲတယ်10နှစ်မှာနောက်ထပ်အပြောင်းလဲဖြစ်တယ်အဲ့လိုမျိုးတော့အသက်30မှာတခါ40မှာတခါတော့အဲ့လိုမျိုးအပြောင်းလဲဖြစ်တယ်ပေါ့60မှာတခါ အဲ20နဲ့30ကြားတက်ကအဲ့လိုမျိုးချိန်းချက်လေးတွေတော့များတယ်ဒါပေမဲ့တစ်ခါတစ်ခါပြောင်းလဲပြီးရင်လည်းအဲ့လို10နှစ်လောက်ကြာရင်မှချိန်းချက်ဖြစ်တာဖြစ်တဲ့အတွက်အလုပ်တွေမှာဆိုလည်းအဲ့လိုမျိုးနည်းနည်းကြာတယ်ပေါ့ပြီးတော့ဒီဇာတာရှင်တွေအဲ့တောက်ကြကြိုအခြေကြိုအားကောင်းလို့ပဲအိမ်ချမ်းမြေတွေများများဝယ်တာလို့အိမ်ချမ်းမြေရင်းနှီးမြှုပ်နှံမှုစီးပွားရေးတွေအိမ်ချမ်းမြေနဲ့ပတ်သက်ပြီးထားပါတော့ဆိုင်ကန်းငှားစားတာအဆောင်ဆောက်စားတဲ့ကိစ္စမျိုးတွေမှာအကျိုးပေးလို့အိမ်ချမ်းမြေအမွေနဲ့ပတ်သက်ပြီးတော့လေသူများတွေတဲ့ဆိုင်အားရစရာအနေထားမျိုးလေးလည်းရှိကြတယ် အဲကိုစီကအမွေရတာနော်ကိုဘက်ကအမွေရတာဒါရောက်ခမဘက်ကအမွေရတာအဲအเจ้าမျိုးကြောင့်အိုးအိမ်ကိုဟိုလွယ်လွယ်ကူကူလေးနဲ့ဝယ်လို့ရတယ်ထားပါတယောက်ယောက်ကနင်းုံကရောင်းကျင်လို့ဒါလေးနင်းဘလောက်ရှိလို့ဟာငါမှာ3900ပဲရှိတယ်အဲဒါဆိုရင်900ယင်ပေးတာကျန်တာအရေးကြတဲ့ငါတို့ကိုပေးအဲ့ဒီရနဲ့မထင်မှတ်ဘဲနဲ့အိမ်တိမ်ရသွားတာမြေမြေရသွားတာခြံရသွားတာဒီလိုမျိုးတွေလည်းကျွန်တော်တော်တော်များများတွေ့ရတယ်ဟိုမူလဇာတာအချာနေတော့မရဘူးပေါ့ဗျာနော်အဲ့လိုဟာမျိုးတွေဆိုတော့ဒါမဲ့90ရာခိုင်နှုန်းတော့လူတွေကအိမ်ခြံမြေကိုဟိုရကြတယ် နေရာထိုင်ခင်းကောင်းလေးရကြတယ်အိမ်ချမ်းမြေမရရင်တော့အလုတ်ကောင်းနေရာကောင်းရကြတဲ့သူတွေဖြစ်လဲကျွန်တော်တို့အများကြီးတွေ့ရတယ်အဲ့ဒါလေးတွေကလည်းအားသာချက်ရှိတယ်ပေါ့ဒီဇာတာရှင်တွေကအိမ်အောင်ကြီးမှာတော့တတိထားရတယ်အိမ်အောင်ကြီးစိုးနေတယ်မပြောဘူးအိမ်အောင်ဘက်ကဘယ်လိုပြောမလဲတစ်ခုကောင်းရင်တစ်ခုဆုံးစိုးတယ်ထားပါတော့အိမ်အောင်ဘက်ကအိမ်အောင်မှုထိမ့်သိမ့်မှုတော်တယ်ဆိုရင်စီးပွားရေးမလုပ်တတ်ဘူးစီးပွားရေးလုပ်တတ်တဲ့အိမ်အောင်ဘက် ရတာလေဆိုရင်ကိုယ်အိမ်မှာဆောက်ရှောက်ဖို့ပြုစုဖို့တာသမီးဝတ်တရားဘာမှမကြေဘူးအဲ့တော့ဘတ်စုံတော်တဲ့အိမ်အောင်ဘတ်မဟုတ်ဘဲနဲ့တခုမဟုတ်တခုချို့ရင်းနေတဲ့အိမ်အောင်ဘတ်နဲ့အိမ်အောင် ကြတတ်တယ်လို့ပြောတယ်အဲ့တော့အိမ်တော်ကြီးမตายရဘူးပါဘူးတော့မပြောလို့ဘူးဒါပေမဲ့ main ကလေးတွေမှာဆိုရင်တော့အိမ်တော်ကြီးနည်းနည်းတတိထားဖို့လိုတယ်ဘာလို့ဆိုတော့ तू ကလှုပ်ကြည့်ရမယ့်လူကိုလှုပ်ကြည့်ရမယ့်လူကတမျိုးမို့တမျိုးအားနေချက်ရှိနေတယ်ဆိုရင်တော့တိတ်အဆင်မပြေဘူးဘာလို့ကိုက main ကလေး तू ကအိမ်တော်ဦးစီးဖြစ်မှာအိမ်တော်ဦးစီးကကြိုးကကြောင်ပါလာတယ်ဆိုရင်ကို့အတွက်နည်းနည်းလေးအဆင်မပြေတာဖြစ်တယ် နော်ဒါကြောင့်ပဲကျွန်တော်စနေအထုံးပွားတွေယောက်ျားလေးဆိုရင်တော့ထားပါတော့အိမ်တော်ဘက်ကထမင်းမချက်တဲ့လူကိုအဲပတ်စံတက်နိုင်လို့ကိုအိမ်ကူခေါ်တာပြဿနာမရှိဘူးလေနော်အဲ့လိုဟာတွေရှိသေးတာ哦အဲ့ဒီအချက်လေးတွေကကျွန်တော်သတိထားဖို့လိုတယ်အဲ့တော့အိမ်တော်ရေးမှာလဲနောက်ပြီးဒီစားတာရှင်တွေမှာ အာတာချက်လို့ပြောလို့ရတဲ့ဂျိုတွေကအင်္ဂါဂျိုတို့ဇာတာပရိဂျိုတို့လည်းအာတာချက်ရှိတဲ့နေရာမှာပါတယ်ဒါကြောင့်ပဲ အင်္ဂါအထုံးမွားတွေဟာနည်းနည်းလေးစိတ်မြန်လက်မြန်လုပ်ကြရတဲ့လူတွေများတယ်။တခုခုဆိုရင်ချက်ချင်းကောက်လို့ခြေစိတ်ရှိတဲ့ဟာတွေများတယ်။တခုခုဆိုရင်ကြိုတင်ပြင်ဆင်နားပြီးတော့ပူပန်တတ်တဲ့လူတွေများတယ်။တခုခုဆိုရင်ဘယ်လိုပြောမလဲဆိုတော့ဟိုလောက်ရမယ်ဆိုရင်တေချာပေါက်လှုပ်ထားပြီးပြီ။မနှက်ပြန်အတွက်ကြိုတင်တွေးထားပြီးပြီ။နောက်နေ့အတွက်ပလန်လှုပ်ထားပြီးပြီ။အဲဒီလိုလူမျိုးတွေလည်းဖြစ်နေကြတာများတာကိုလည်းကျွန်တော်တို့ထူးထူးခြားခြားတွေ့ရတယ်။ တော့စနေထုံးပွားတွေမှာအောင်မြင်တဲ့ CEO တွေအောင်မြင်တဲ့ manager ကြီးတွေလုပ်ငန်းတစ်ခုမှဆိုရင်အဲယာရူအမြင့်ဆုံးလူတွေဖြစ်နေတတ်ပေမဲ့စုံဦးတီထွင်အလုပ်တွေမှာတော့အားနည်းတယ်ဆိုတာကိုတော့ကျွန်တော်တို့သိထားဖို့လိုတဲ့တဲမှာပါတယ်အဲဘဝမှာလည်းကျွန်တော်တို့ကတစ်စစ်ချိုးတစ်စစ်ချိုးပြောင်းလဲတတ်တဲ့ဇာတာအဖြစ်လည်းကျွန်တော်တို့မြင်ရတယ်ပေါ့အဘွားတစ်စစ်ချိုးပြောင်းလဲတယ်ဆိုတာအလိုပေါ့ကျွန်တော်ခုနကပြောလို့အသက်30လောက်ထိလှုပ်ခဲ့တဲ့အလုပ်က30 31 32နှစ်လဲကြောက်ဘုံကနေဆိုဘာမှမဟုတ်တဲ့လုပ်ငန်းတွေပဲတခု ရောက်သွားတာမျိုးချင်းချက်ဖြစ်သွားတယ်ပေါ့နော်အဲ့လိုမျိုးတွေလည်းကျွန်တော်တို့အများကြီးတွေ့ရတယ် အဲ့ဒီကံမျိုးလည်းကျွန်တော်တို့မြင်တယ်ဗောနော်အဲ့ဒီကံမျိုးတွေလည်းကျွန်တော်တို့တွေ့ရတယ်နောက်ပြီးတော့ကျွန်တော်တို့ဘာထပ်တွေ့ရလဲဆိုတော့ဒီစာတာရှင်တွေကအသက်ကြီးပိုင်းနေမှာကိုကိုတိုင်လည်းအရွယ်တစ်ခုရပြီဗောဒါပေါ်တော့40ကျော်ဖြစ်လာပြီကောလောကရဲ့အတွေ့အကြုံလည်းများပြီအဲ့ဒီအချိန်မှာလည်းကံကပေးတဲ့အချိန်နဲ့သွားတိုက်ဆိုင်တယ်ကိုရဲ့ experience ကလည်းအသက်40လောက်ဖြစ်နေတဲ့အချိန်ကံကလည်းပေးတဲ့အချိန်နဲ့သွားတိုးတော့ကိုကလည်းခလေးမဟုတ်တော့ဘူးဆုံးဖြတ်ချက်လည်းမမားတော့ဘူး ဘွားလည်းရင့်ကျက်နေပြီအဲ့ဒီအရွယ်မှာကံပေးတာနဲ့သွားတိုးတာဖြစ်တဲ့အတွက်အဲ့ဒီကောင်းတဲ့ကံလေးကိုဖမ်းဆုပ်တိုက်ရင်အသက်ကြီးပိုင်းကာလလေးမှာပို့ပြီးတော့တည်တာလာကံကောင်းကြတာများပါတယ်အဲ့တော့အထူးသဖြင့်ကျွန်တော်တို့ဂျိုးတွေအပြစ်ဆိုရင်ကျွန်တော်တို့ဖြတ်တန်းရတဲ့ဂျိုးတွေမှာစက်နေဂျိုးဖြတ်တန်းတဲ့အချိန်အစပိုင်းလေးတွေမှာနည်းနည်းအားနေကြပေမဲ့တောက်ကြဂျိုးဖြတ်တန်းတဲ့အချိန်ဖြစ်တဲ့အသက်၄၀နှစ်60နှစ်ဒီဝင်းကျင်လေးတွေမှာတော့ကောင်းကြတာများပါတယ်နော် အဲ့တော့အဲ့ဒီဝင်းကျင်လေးတွေမှာဘဝမှာစူးစမ်းမယ်ဆိုရင်ထိတ်ဆုံးရအောင်အောင်မြင်နိုင်တဲ့သူတွေဖြစ်တယ်။အဲ့ဒီအချိန်လေးကိုတော့အားပြုပြီးတေးချာချာလှုပ်တက်ရင်ဦးစားတာပိုင်းလည်းကောင်းနေတာတွေ့ရတယ်။40ကျော်မှဘဝစတဲ့စနေအထုံးဘဝတွေလို့ပြောလို့ရတယ်။ဟာ30ကျော်မအောင်မြင်ဘူးလားဆိုတော့မဟုတ်ပါဘူး။အသက်30-31မှာလည်းဘဝတစ်စစ်ချိုးပြောင်းပြီးတော့နေရာတစ်ခုရနိုင်တဲ့သူတွေဖြစ်ပြီးတော့40ကျော်မှဆိုရင်တော့ငြိမ်းချမ်းနဲ့ငြိမ်နဲ့အထိုင်ကျတဲ့စီးပွားရေးတွေကိုပေးလာတာ၊ကံကပေးလာတာကိုလှုပ်တက်ရင်လှုပ်တက်တဲ့လောက်နေပဲတစ်ခုမှအကြီးအကျယ်ဆုံးအောင်မြင်နိုင်တဲ့သူတွေဖြစ်လာနိုင်တာဖြစ်တဲ့အတွက်တေးချာချာလေးတော့ပြင်ဆင်ဖို့ လိုပါတယ်ဒီဇာတာရှင်တွေကမှေးလိုက်တယ်အာလာဂါစာတိုးတက်နိုင်တာလည်းမဟုတ်တဲ့လုပ်ငန်းတွေပဲဒီမှာအကြိုက်နေတယ်ဆိုရင်မနှက်ခင်းဆိုရင်အဲ့ဒါနော်ရုံးကသွားမယ်အိတ်ကြီးဆွဲလိုင်းကာတိုးစီအဲ့ဒီဘဝကနေတက်တက်လုံးဖြစ်သွားတယ်လူတွေလည်းအများကြီးတွေ့ဘူးတယ်အဲ့တော့ကိုကိုတိုင်ကအခွင့်အရေးတွေကိုလက်လွတ်အဆုံးဆုံးမခံမနဲ့ယူတတ်ဖို့လိုတယ်ကိုဘွားတဲ့ပုံမြင့်နိုင်တဲ့နေရာတွေကိုရှာတတ်ဖို့လိုတယ်ခေါရိုးကျိုးတဲ့နေ့တွေတိုင်းနေကြတဲ့စနေ အထုံးဘွားတွေစုံဦးတွေထွန်လောက်ကမှာဖောက်ထွက်အမှာပြောင်းလဲရမှာကြောက်တဲ့စနေအထုံးဘွားတွေကတော့ဘဝမှာဒုံရင်ကဒုံရင်ပဲဖြစ်သွားတာလေအများကြီးတွေ့ရတယ်။နောက်လောက်ဆောင်တော့သဘောပေါက်မယ်ထင်ပါတယ်စနေအထုံးဘွားတွေအားလုံးအဆင်ပြေကြပါစေ၊ကံကောင်းကြပါစေ။ဘဝမှာအောင်အမြင်ဆုံးဘဝကိုပိုင်ဆိုင်နိုင်ကြပါစေလို့ဆုမကောင်းတောင်းပါရပါဗျာ။